မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဒီတစ်ခါတော့ဆရာက2025ခုနှစ်အော်တိုဘာလ12ရက်ကနေပြီးတော့21ရက်နေ့ထိတပတ်စာဂျာပနီးသားသမီးမိတ်ဆွေတွေအတွက်ကံကြမ္မာကိုတားတော့နဲ့ဟောကြားပြမှာဖြစ်တဲ့အတွက်ဆရာဂျာပနီးသားသမီးမိတ်ဆွေတွေအားလုံးဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးကဲဥစွာဂျာပနီးသားသမီးမိတ်ဆွေတွေအတွက်တပတ်စာကိုဆရာတို့အာရုံပြုဟောကြားလိုက်ရအောင်ခင်ဗျာဒီ2025ခုနှစ်အော်တိုဘာလ12ရက်နေ့ကနေပြီးတော့ 21ရက်နေ့ထိတပတ်စာဂျာစာပရိသတ်သမီးမိတ်ဆွေတို့ရဲ့ယင်ထဲမှာ အရာရာကိုအားငယ်စိတ်တွေဖြစ်နေတာမျိုးကိုကိုကိုငါလုံမလုံနိုင်ရဲ့လားဖြစ်မှဖြစ်ရဲ့လားဆိုတော့စိတ်တွေအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေအလိုလိုဝင်နေတာမျိုးတွေအဲ အလုပ်တစ်ခုကိုလုပ်တော့လုပ်ရှင်စိတ်ရှိပြီလက်တွေ့မှာဘာမှ အကောင့်တဲ့ပုံမနေပဲနဲ့အဲကိုမှကိုကိုကိုစိုးရိမ်စိတ်တင်ငယ်စိတ်နဲ့အားငယ်စိတ်တွေများစွာဖြစ်ပေါ်နေတော့ကာလဖြစ်တဲ့အတွက်မိစိတ်ကြစားပြီးတရမီတွေနဲ့ဘာကိုဖြစ်ဖြစ်ပြီးခဲ့ပြီးသားကိစ္စတွေကိုဘာမှကောင်းတဲ့ထဲမနေပဲနဲ့ဖြစ်လာမယ့်ကိစ္စတွေဖြစ်ပြီးတဲ့ကိစ္စတွေကိုနက်ကလပ်လုပ်ပြီးတော့ဖြစ်လာမယ့်ကိစ္စတွေကိုအကောင်းဆုံးလှုပ်ဆောင်တာကမိစိတ်တို့အဖြစ်ဖြစ်ကြောင်းဆရာကစကားလေးပါလိုက်ပြရစီခင်ဗျအလုပ်ကောင် အလုတ်ကိုင်းတဲ့ပတ်သက်ရင်တော့ဘာကုန်ဖြစ်ဖြစ်အမိခံလှုပ်ရှင်းဥဆောင်လှုပ်ရှင်းချစ်တို့လှုပ်ရှင်းနေအကျိုးပေးပါတယ်လုံလန်းရာထူးနဲ့ပတ်သက်ရင်ယာထူးတိုးတာမျိုးယာထူးတက်တာမျိုးတွေကြုံရနိုင်တယ်အလုတ်နဲ့ပတ်သက်လာလို့ရှိရင်ဘာကုန်ဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လှုပ်ပြီးတော့စိတ်ကသာစွမ်းအောင်လုပ်ပါတယ်ဒါဆိုရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေကျင်းနေရရှိမဲ့ကာလဖြစ်တယ်ယာထူးနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးချစ်တို့ဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလဖြစ်ပြီးတော့အထက်လူကြီးရဲ့ကြီးကဲတွေရဲ့အကူအညီကိုရရှိတာမျိုးကြီးကဲသူတွေရဲ့အထောက်အပံ့အကူအညီကိုရရှိတာမျိုးစီကံအသည့်စီမံအသည့်တွေမှာမိမိတို့အနေနဲ့အားသာကောင်းမှုပြီးတော့ချိတ်တို့ဆောင်ရတာမျိုး လုပ်ငန်းဟောင်းအလုပ်ဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးဟာမိတ်ဆွေကြာသာပိသားသမီးတွေအတွက်တော့တိုးတက်နိုင်စရာအားသာနိုင်စရာအပ္ပတကာလအပိုင်းရှာဖြစ်ကြောင်းနဲ့ကြာသာပိသားသမီးမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဥဆောင်လုပ်ခြင်းဆောင်ရွက်ခြင်းရှိတို့ဆောင်ရွက်ပါ မြေရခိုင်ရင်းနဲ့ပတ်သက်တာမျိုးလေးတွေရှေ့တို့ဆောင်ရွက်လို့ကောင်းပါတယ်လုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးတွေအတွက်တော့အကျိုးပေးအားသာကောင်းမွန်သောကာလဖြစ်ပါတယ်ဒါအပြင်အလုံးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းစနစ်တကျစီမံခန့်ခွဲပြီးတော့အစီအစဉ်ကောင်းတဲ့အကြံဉာဏ်ကောင်းတွေရှိရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်အပတ်တာဖြစ်ကြောင်းမိတ်ဆွေတို့အတွက်ဆရာကပြောကြားလိုက်ပြရစီခင်ဗျယာတို့လုပ်ငန်းတိုးခြင်းယာတို့တက်ခြင်းနေရာခိုင်ရင်းပိုင်ဆိုင်ရခြင်း OA ချမ်းမီတွေပိုင်ဆိုင်ရခြင်းတွေမပြီးမပြတ်ဖြစ်နေသောလုပ်ငန်းတွေမပြီးမပြတ်ဖြစ်နေသောအိမ်တွေ OA တွေကိုရှေ့တို့ဆောင်ရွက်ပြီးတော့အကောင်းဆုံး အဖြစ်ရှာပြီးလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူကိုဂျင်းတွေရရှိမဲ့ကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီရရှိတာမျိုးတွေမမြင်ရတော့ဝိဇာတို့ဇော်ကြီးတို့တပတ်တိတို့အစားရှိတဲ့ပုံကိုယ်တွေရဲ့မြောက်စားရှိမြောက်ခြင်းတွေခံရတာမျိုးတွေရရှိတတ်တဲ့အတွက်တော့ဘာသာတရားကိုလှုပ်ပြီးပြတာမျိုးတွေပုံမကောင်းမှုပြီးတော့ကံရဲ့အထောက်အကူကိုရရှိမဲ့ကာလပိုင်းခြားဖြစ်ပါတယ်။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဆုံးတိုက်တာမျိုးတွေဓာတ်ဆိုတော့ တတိယဆင်နေပြီပါအကြမ်းမိုင်းနဲ့ပတ်သက်လာရင်ငါကအဲမိတ်ဆွေတို့အနေနဲ့ဘာမှမဟုတ်ပဲရုပ်တရက်နာဖျားလာတဲ့အခါမှာအတိုက်ခိုက်တွေဝင်နေတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ကြမ်းမိုင်းနဲ့ပတ်သက်လာရင်ကိုကိုကိုတတိယဆင်နေရမယ့်ကာလဖြစ်တဲ့အဲဒါအပြင်ရင်းလို့လက်စစ်ပစ္စည်းတို့ကိုင်ွယ်အောင်ချတဲ့အခါမှာတတိပြုဆင်ရင်ပြီးရင်တော်တော်လိုအပ်သောကာလပိုင်းစားဖြစ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်အဲဆနာလိုကြမ်းမိုင်းနဲ့ပတ်သက်လာရင်မကောင်းတဲ့ တိုက်ခိုက်လေးပယောဂါလေးသူများပြူစားတိုက်ခိုက်တာမျိုးလေးတွေမှာတော့အတော်ကိုတတိထားရမယ့်ကာလပိုင်းစားဖြစ်ပြီးတော့ကံတရားရဲ့အာငယ်ခြင်းမျိုးလေးတွေဂျုံအားတက်တော့ကာလပိုင်းစားဖြစ်ပါတယ်မတည့်သောအစားအစာလေးအဲကိုမစားဘူးတော့အစားအစာလေးအစာစိတ်တင်တာမျိုးလေးတွေဟိုတတိပြုစင်ရင်ပြရလိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့နေနဲ့ဘာကိုဖြစ်ဖြစ်ကျမ်းမာရင်နဲ့ပတ်သက်ရင်အစားအသောက်ကစလို့အဲဆနာလို့ပေါ့ဘာသာတရားအစားလို့ပုံမပြီးတော့တိုးချက်လှုပ်ဆောင်မှအဲငကူကဖြစ်ခဲ့မဖြစ်ရသေးတဲ့ကြမ်းမာရည်ရုပ်ပြရဖြစ်လာပြီဆိုရင်တော့ဒါဆိုအတိုက်ခိုက်တွေမကောင်းတဲ့အတက်ပညာတွေကိုလည်းသတိပြုပါအိမ်မက်ထဲမှာခွေးတွေမှတ်တာမျို းတွေတုတ်တန်းတို့တင်းကျိုင်းတို့အစရှိတဲ့အရာတွေမတ်တာမျိုးတွေ ဒါမျိုးတွေမှာလို့ရှိရင်တော့စတေချာကိုတတိတာဆင်ရင်ပြီးတော့ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျတို့အပြင်မိတ်ဆွေကြားသားပေးသားသမီးတွေငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့အဲငွေအပေါင်းအသင်းကိစ္စမိသားစုကိစ္စအိမ်တွင်းရေးရာကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများနေရတာမျိုးလေးတွေပရိုက်ကြဆိုင်ရာကိစ္စလေးတွေကြောင့်ကိုယ်ကြောင့်မဟုတ်ပဲမိသားစုကိစ္စအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောကိစ္စလုပ်ငန်းကိစ္စဘာသာရေးကိစ္စလေးတွေကြောင့်တော့ငွေကြေးနဲ့ပတ်သက်လာရင်အထွက်များနေတတ်သောကာလလူငွေကိစ္စလေးတွေမှာအထွက်အကုန်များနေတတ်သောအပတ်တာကာလပိုင်းရှားဖြစ်ပါတယ်ခင်ဗျ ။ဒါအပြင်ငွေကြီးနဲ့ပတ်သက်လာရင်တော့ဘလောက်ပဲခက်ခဲစီကမှုအဲ့ဒီအခက်အခဲကိုပဲအတိအပေါင်းသင်းမိတ်ဆွေတွေနာအကူအညီတွေရရှိတာမျိုးတွေအကြံစီတွေအတွေးခေါ်တွေရရှိတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်။လုပ်ငန်းနဲ့ပတ်သက်လို့လုပ်နေပတ်သက်ရင်တော့လုပ်ငန်းပြန်ရအောင်ပြန်ရင်လည်းပေါ်လာတတ်တယ်လို့ကိုကတစ်ခုခုကိုလုပ်မယ်ဆိုရင်လည်းတစ်ဖက်မှာကောင်းတဲ့ အကြံဉာဏ်တွေရရှိတတ်တယ်တစ်ဖက်မှာလည်းစုပ်ယုပ်တဲ့အပြောဆိုတွေနဲ့ကြုံရတတ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အဲတုံးခဲအမ်ဘာရောမန်အရာရာကိုမယူမဆိုင်ပဲကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ဘာကိုဖြစ်ဖြစ်အဲကောင်းတဲ့ပတ်မှာတွေးပြီးတော့ကောင်းတာလေးတွေကြံပြီးကောင်းတာလေးတွေလုပ်ရင်တော့သိကြပါတယ်မခတိဘွားနေငါလေးရလို့ပေါ့ကောင်းမှုမြန်လို့ကောင်းအောင်ကြိုးလို့ကောင်းကျိုးကိုနိုင်ပြည်စင်မင်းဆိုတဲ့အတိုင်းကိုကကောင်းအောင်သာကြိုးစားရင်အဲသိကြပါတယ်ပါဝင်ကြီးဆိုတာကဲရဲ့ခုနှစ်ရက်စီမံခုနှစ်ဘက်ပါပဲခုနှစ်ရက်ပါပဲလို့ဆရာကပြောကြားလိုက်ပြသည်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ အရှိလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်အဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိလာတာမျိုးတွေကြုံရတတ်တယ်မိမိတို့အနေနဲ့အိမ်ဆောင်ရေးကိစ္စအိမ်ဆောင်ပြုမဲ့ကိစ္စလေးတွေတမိစားတွေအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့ကိစ္စလေးတွေမှာတော့မိတ်ဆွေတို့အနေနဲ့ပြန်ပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးတဲ့အခါ ဆန္ဒလိုဆေးဆက်ခြင်းကြောင်းလန်းခြင်းအဲသို့မဟုတ်လို့ရှိရင်လည်းလူကြီးမိဘအနေနဲ့တိုင်ပင်ခြင်းတွေအဆရှိတဲ့လုပ်ငန်းတွေကိုလုပ်ပါအိမ်တော်ပြုမဲ့မိတ်ဆွေသမီးသားများအနေနဲ့တော့ရိုးရားတို့တော့ဘာတို့ကိုအဲမိမိတို့အနေနဲ့ရိုးရားတို့နတ်တို့နဲ့ပတ်သက်လို့ရှိရင်လည်းမကြော်ပါနဲ့အယုံကြည်ခြင်းနေရေးရှေးထုံးလည်းမပဲကောင်းကြောင်းနဲ့ဒီຢာလေးတွေကိုတော့မမိမလေးတော့လှုပ်ဆူအောင်လို့လိုအပ်ကြောင်းနဲ့ဝါလဲထွက်ပြီဆိုတော့မိတ်ဆွေကြာသာမိသားသမီးဝါဝင်ဝါထွက်လက်ဖက်ကလေးစရီးဆက်ပါလို့နေလှုပ်ဆောင်ပေးပါမသိရင်ဆရာငယ် ပေးမှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်အဲရိုးရအိမ်တွင်လက်ဖက်စံနီးဆိုပြီးတော့ဆရာငယ်လို့ရိုက်ချလိုက်ရင်ဆရာဆက်ပုံစံနီးလေး900တော့မဟုတ်ဘူးပြောပြထားပါတယ်ခင်ဗျာနဂရော်ကြီးခေါ်ပြီးပွဲကြီးလမ်းကြီးလောက်ခိုင်းတာမဟုတ်ကြောင်းထပ်လောင်းပြောကြားလိုက်ရသည်ဒါအပြင်မိတ်ဆွေတို့အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အဲ အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ဆိုးစကားများရတာမျိုးလေးတွေထွက်ခွာရတာမျိုးတွေတို့မဟုတ်လို့ရှိရင်လည်းအိမ်အောင်ရေးနဲ့ပတ်သက်လာလို့ရှိရင်တဦးနဲ့တူတယောက်နဲ့တယောက်ကောင်းသောအရာမျိုးကြောင့်ဖြစ်စေရန်ဖြစ်စကားများလို့ဖြစ်စေတည်းခဏခွဲခွာရတာမျိုးလေးတွေတောကခရီးနေရတတ်တဲ့ကာလအပိုင်းကြာဖြစ်ပြီးတဲ့အခါအိမ်အောင်ဘက်နဲ့ပတ်သက်လို့စိတ်တိုင်းမကြခြင်းမျိုးတွေမိမိအိမ်အောင်ရေးနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်အပေါ်မှာအပြစ်မြင်တယ်လို့ခံစားနေရတာမျိုးတွေကြုံရတော့ကာလအပိုင်းကြာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီအဖတ်တာကာလအပိုင်းကြာတော့ဒီမှာဆိုရင်အိမ်အောင်ရေးနဲ့ပတ်သက်လာလို့ရှိရင်အဲအိမ်အောင်ဘက်ရဲ့ကျမ်းမာရေးညံ့ခြင်းမျိုးတွေအိမ် ောင်ဘက်နဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးနဲ့ငယ်ဖြူချတာမျိုးစိတ်ပင်ပန်းလူပန်းဖြစ်ရတဲ့အတွက်တော့အိမ်ဆောင်ရေးနဲ့ပတ်သက်လာအရာရာကိုတော့တတိထဆင်ခြင်မှာမိမိအိမ်ဆောင်ဘက်မသိအောင်လှုပ်ထားသောငွေကြေးကိစ္စလေးတွေအဲနဂူကလုံငန်းကိစ္စအဟောင်းကြီးတွေကိုပြန်လဲအစ်စ်ပေါ်လာတာမျိုးလေးတွေအထင်မှားမြင်မှားလေးတွေဖြစ်တတ်တဲ့အတွက်တော့အိမ်ဆောင်ရေးနဲ့ပတ်သက်လာရင်ကျသာရီတာရီမိတ်ဆွေတွေဟာ ဝေးกว่าနေတာပိုကောင်းပါတယ်သူမဟုတ်လို့ရှိရင်လည်းတူနဲ့တူတယောက်နဲ့တယောက်ဖြစ်နိုင်လို့ရှိရင်ဘာကိုဖြစ်ဖြစ်ပြဿနာကိစ္စတခုကိုတစ်ဖက်သက်တယောက်နဲ့တယောက်ဆွဆွဲယူဆွနေတာမျိုးထပ်စားလို့ရှိရင်တော့ဒီမိတ်ဆွေတို့အိမ်တော်ရင်းနဲ့ပတ်သက်လာဘာကိုဖြစ်ဖြစ်တယောက်ကဒေါသဖြစ်လိုက်တယောက်ကရှော့တာမျိုးဆိုလို့အဲကျွန်းကိုင်းမိကိုင်းကျွန်းမိနဲ့နှိမ့်ရင်တိုင်းလုပ်ပြီးဘူးလိုအပ်ကြောင်းနဲ့မဟုတ်လို့ရှိရင်ယုံရောက်ကနန်းရောက်ဆူဆူဝါအဲရက်စဲပြက်စဲခြင်းမျိုးတွေအစ်ကိုကြုံမတက်တဲ့အတွက်တော့အိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့အဲ တွေးတဲ့အတိုင်းပဲဟောပေးရစီနည်းနည်းလေးအားမဲစီတော့ကာလဖြစ်တယ်ဒီကာလအတော်အတွင်းမှာအဲရက်စဲချင်းပြက်စဲချင်းမျိုးတွေကိုစုံဖြတ်ဆောင်ရွက်ခြင်းမျိုးတွေမတင်ကြောင်းနဲ့အဲတစ်ဖက်ကဒါဆိုငါလည်းလိုက်ရွယ်တယ်ဆိုရဲအိမ်တော်ကြီးမျိုးတွေကြုံရတတ်တဲ့အတွက်တော့နည်းနည်းလေးသတိပြုစင်ကြင်ရလိုအပ်ပါတယ်အိမ်တော်မက်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ပူပန်ရတာမျိုးတွေစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတဲ့အပတ်အလို့မှတ်ထားရင်တော့ရလောက်ပါပြီခင်ဗျာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့လုပ်ငန်းတဲ့အလုပ်တစ်တွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်အနာဂတ်အတွက်ဂျင်းကြီးလှုပ်ဆောင်တာမျိုးလေးတွေ အကျိုးပေးပါတယ်လုပ်ငန်းလုပ်အစ်စ်နဲ့ပတ်သက်ပြီးတော့လည်းရှေ့တို့ဆောင်ရွက်လို့ကောင်းသောကာလအပိုင်းစာဖြစ်ပါတယ်နောက်တစ်ခုကအနာဂတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးရေရှည်အစီအစဉ် plan တွေရှားစီခြင်းနဲ့မိတ်ဆွေများရှေ့တို့ဆောင်ရွက်ပါကိုယ်တိုင်လုပ်ငန်းတွေကိုယ်ပိုင်လုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လုပ်ဆောင်လို့ကောင်းသောကာလအပိုင်းစာဖြစ်ပြီးတဲ့အခါအဲ စတဲ့လမ်းဖောက်ခြင်းတွေအစ်စ်ထွင်ခြင်းတွေအိုးအိမ်ချမ်းမြေနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုဆောက်လုပ်ခြင်းမျိုးတွေစစ်ဆန်မိနိုင်ခြင်းမျိုးတွေအကျိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီအပတ္တကာလတော်တွေမှာဆိုရင်တော့စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ခြေရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဆွေမျိုးသားချင်းတွေရဲ့အထောက်အကူကိုရရှိတက်ပြီးတော့ဝေးကွာနေသောဆွေမျိုးသားချင်းတွေ ပြန်လဲစုံစည်းရတာမျိုးလေးတွေအထောက်အကူပြုရတာမျိုးလေးတွေပြန်လဲစုံတွေ့ရတတ်တဲ့သူကမိတ်ဆွေတို့နဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ထူးထူးခြားခြားဒီဘက်ဒီတစ်ပတ်ဟာကံကောင်းစီတော့ကာလာအပိုင်းခြားဖြစ်ပြီးတော့အဲအရာရာကိုအစီအမီအောင်မြင်ခြင်းနဲ့အထောက်အကူရရှိခြင်းနဲ့ရရှိတတ်တဲ့သူကမိမိရဲ့အကြံစီတွေကိုပြောဆိုတိုင်ပင်ပြီးတော့ညှိနှိုင်းပြီးတော့အဖြေရှာရင်အနာဂတ်အတွက်ကောင်းမွန်တဲ့အဖြစ်တစ်ခုကိုကျင်းပြီးရရှိမှာအသေးချာပဲဖြစ်တယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ အစမှာနည်းနည်းလေးရုံတန်ရတတ်ပေမဲ့အဆုံးတက်မှာတော့အောင်မြင်သွားမဲ့ကာလပိုက်ချာဖြစ်ပါတယ်။ယင်လောင်မှန်းရင်တော့ခါလောက်တော့ရမယ်အပတ္တကာလပိုက်ချာဖြစ်ကြောင်းထက်လောင်းပြောကြ။လိုက်ပြစီစိတ်ကူးတဲ့အကြံစီတက်တွေတွေးခေါ်လို့ကောင်းသောကာလပိုက်ချာဖြစ်ကြောင်းနဲ့မိတ်ဆွေတို့ဒီကာလတော့ပြမှာဆိုလို့ရှိရင်တော့အမေတို့အမတို့အသက်ကြီးသောအမျိုးသမီးတို့သူတို့ရဲ့အကူအညီကိုရယူပြီးတော့အကြံစီကိုရယူပြီးချေချင်းဆောင်ရွက်ပါအောင်မြင်သွားပါလိမ့်မယ်။အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်နှစ်ကဏ္ဍ သုံးကနန်း၆ကနန်းဖြစ်ပါတယ်အကျိုးပေးစီတော့နေတာကတော့တင်းလာသားသမီးတို့တောက်ကြသားသမီးတို့ကကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတဲ့အခါပတ်စံပစ္စည်းဖုံးဆိုင်ရပျောက်တတ်တဲ့တတိထားဆင်ရင်ပင်ကိုလိုအပ်ပါတယ်အကျိုးပေးစီတော့ရဟာအရှိစုစုရဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့ရဲ့လုပ်ငန်းကိစ္စဆက်ဆံရအောင်မြင်တိုးတက်စီလို့အတွက်မျက်စွာပြရမှာတောက်ရည်အေးအေးလေးနှစ်ခွပ်လှူသွားပြီးလိုရာကိုဆူတောင်းသွားပါအဆင်ပြေပါလိမ့်မယ်မိစေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေရောက်သွားရောင်းထွက်စီလို့ဆိုရင်တော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုနော်မိမိတို့ရဲ့ကုန်ပစ္စည်းတွေ ကိုရှယ်လို့ဗာလဲဟိုနှင်းစီပန်အဖြူရောင်သုံးပွင့်နဲ့နော်ရိုက်ပုတ်ဖြည့်တွေ့ပြီးရောင်းလိုက်ပါအယောင်ထွက်အယောင်သွက်သွားမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဇန်ငနာပေတွေမြေကြီးရင်ဖွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်790290 forward 10 what at telegram မှာဖြစ်စီ viber number 96305059နဲ့မှာဖြစ်စီဆက်သွယ်မင်းများနိုင်ကြောင်းနဲ့တစားပိသမီးမိတ်ဆွေတွေအောင်မြင်ခြင်းအတူတူပိုင်ဆိုင်လို့ရတနာစိန်ကြောက်ဇေတောက်နိုင်ကြပါစေကြောင်းဆုတောင်းရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆောင်ရတာပေါ့ဗျာကျေးဇူးတင်ပါတယ်